အတ္တိဗရဏတုတ်ဆိုဒီကဏ္ဍိကေမှာလည်းပဲမဟာတ္တိဗရဏတုတ်ရှိတယ်တရားကတော့မဇ္ဈိမနိကေကနေထုတ်ထားတာတူတူပါပဲရှင်းတော့ကတော့စာပေကိုတာဝန်ခွဲခြားပြီးတော့နှုတ်တဲ့ဆောင်တဲ့ခေတ်မှာ သူကဘယ်ပိုင်းသူကဘယ်ပိုင်းဆိုပြီးတော့ခွဲဝေတတ်မှတ်ပြီးတော့စာပေတွေမပြောင်းပြဲအောင်ထိန်းသိမ်းဆောက်ရှောက်ခဲ့ကြတာ oral tradition လို့ခေါ်တဲ့တိုင်းနှုတ်တဲ့ဆောင်တဲ့ခေတ်စာအုပ်နဲ့မှတ်ထားတဲ့ခေတ်မဟုတ်ဘူးအဲ့ဒါအဲ့ဒီခေတ်တုန်းကနိကေ9ရက်လို့ခေါ်ရတယ်မယ်ဒီကနိကေမစ္စိမနိကေ တန်ယုတ္တနိကေအင်္ဂုတ္တရနိကေကျန်တာတွေအလုံးပေါင်းပြီးခုဒကနိကေလို့နိကာယဆိုတဲ့သက္ကလုံနဲ့သုံးနိကာယဆိုတာ collection မှာ collection ဆိုတာစုထားတာမျိုးတူရမျိုးတူရတွေကိုစုထားတာအဲစုထားတာ ਨੇ ပြောမယ်ဆိုရင်နိကေ၅မျိုးလို့ခေါ်တာပေါ့နိကေ၅ရအဲ့ဒီနိကေ၅ရလို့ပြောလို့ရှိရင်လေဖះဟောတဲ့တရားတွေအကုန်ခြုံပြီးတော့ပြောတာပဲ။ ပိဋကသုံးပုံလို့ပြောရင်လဲခြုံပြောတာပဲပိဋကသုံးပုံဆိုတာလဲအကုန်ပဲနိကေ၅ရပ်ဆိုတာလဲအကုန်ပဲပိဋကသုံးပုံကတခြားနိကေ၅ရပ်ကတခြားဒီလိုမဟုတ်ဘူးအခေါ်တစ်ခုစီခေါ်ပေးထားတာပိဋကလို့ပြောခြင်းရင်၃မျိုးပြောရမယ်ခွဲပြီးတော့နိကေလို့ပြောရင်၅မျိုးခွဲပြောတယ်ဓမ္မခန္ဓာလို့ပြောလို့ရှိရင်၈၄၀၀နဲ့ပြောတယ်ဒီတရားတွေပဲအကုန်လုံးနော် ဒါကြောင့်မို့တချို့သုတ်တန်တွေကဒီကာယတခုထဲမှာပါပြီပဲနောက်ဒီကာယတခုတွေမှာလည်းပဲပါတတ်တယ်။ဘာဖြစ်လို့ဒီလိုထပ်ပါနေရတာတော့ဆိုဒီကဏ္ဍကယကိုတောင်းအောင်ယူတဲ့ပုဂ္ဂိုလ်တွေကမဟာတိပ္ပရဏတုတ်ကိုသူတို့လည်းမှတ်သားခြင်းလို့သူတို့ထဲလိုက်ထည့်ထားတယ်။မေဇိကမဏိကယကျက်မှတ်ပြီးတော့မေဇိမဏိကယကိုတောင်းအောင်ယူခြင်းတဲ့ပုဂ္ဂိုလ်တွေကလည်းသူတို့ထဲမှာထည့်မှတ်ပြီးတော့ထားတယ် ဒါကြောင့်မို့ဒီသုတ်တံကအရေးကြီးတာဖြစ်သောကြောင့်ဒီကနိကေမေဇိမနိကေဆိုတဲ့ဒီအရေးကြီးတဲ့နိကာယကြီးနှစ်ခုလုံးမှာပဲမဟာသတိပ္ပဏသုတ်ကိုထည့်သွင်းပြီးတော့မှတ်တမ်းတင်ထားတာလို့ဒီလိုဆိုတာပေါ့နော်စာအုပ်ရှိနေတဲ့ခေတ်ကြတော့တခုတည်းပါရင်လည်းပြီးတာပါပဲဒါမို့ပိဋကတ်သုံးပုံကိုပြန်ပြီးတော့ဒီကနေ့ခေတ်မှာပြင်ဆင်ပြီးတော့ ခြုံပြီးတော့ရိုက်လိုက်မယ်ဆိုရင်တော့စာအုပ်တွေတော်တော်ယော့သွားနိုင်တယ်ပေါ့ယော့သွားတယ်ထတ်တူတွေလာနေတာတွေအများကြီးပဲအဲ့ဒီထတ်တူလာနေတာကိုရှေးဟောင်းပုံစံအတိုင်းမပြင်းမဲနဲ့ဒီတိုင်းထားတာမပြင်းမဲထားခြင်းအပြင်လဲတတိယအပြင်တော့ဒီကတခုကိုလေးလာလို့ရှင်ကျန်တာလဲလေးလာပြီးသားဖြစ်သွားတယ်ပေါ့နော်အဲ့တော့စာမျက်နှာအပြင်ခြုံလိုက်မယ်ဆိုလို့ရှင်ထတ်နေတာတွေကိုပြန်ခြုံလိုက်လို့ရတယ်ရလို့ရှင်တော့ ခုစာမျက်နှာပေါင်း၄000ကျော်လားရှိမယ်ထင်တယ်အားလုံး၄000ကျော်5000လောက်ရှိမယ်ထင်ရပြန်ချုံလိုက်လို့ရှိရင်တော့ဟိုတောင်းကနန်းနီးနီးလောက်တော့ရော့သွားနိုင်တယ်ပေါ့အများကြီးတော့မရောမတူထူးခြားချက်ကလေးတွေကပါနေတတ်တယ်ပေါ့ထူးတာလေးတွေပါနေတယ်အခုကမေဇိမဏိကေကနေထုတ်ထားတဲ့မဟာတိပ္ပဏတောက်ကိုစတင်ပြီးတော့သင်ယူကြရမယ်လေ့လာကြရမယ်ပေါ့ အဲ့တော့ပါဠိလိုရေးထားတာဆိုတော့မြတ်စွာဘုရားဟောတဲ့အတိုင်းဒီမှာမှတ်တမ်းတင်ထားတာဘုရားမြတ်စွာဘုရားဟောတဲ့အတိုင်းဆိုတော့တချို့ကစဉ်းစားကောင်းစဉ်းစားလိုက်မယ်ဘုရားဟောတော့ကဒီအတန်နဲ့လားဒီစကနှုံးနဲ့လားဆိုတာဒါတော့ပြောလို့မရပကန်းခေကလူတွေတောင်းမပဲကိုဘုရားလက်ထက်မပြောနဲ့နှစ်တထောင်လောက်ရှိတဲ့ပကန်းခေကလူတွေနဲ့ဂနေခေလူတွေဟာအတန်လည်းပြောင်းသွားတယ် ထတ်တူညီများဆိုတော့မဖြစ်နိုင်ဘူးဘာတူတုံးဆိုမိနင်းတော့တူတယ်အတိတ်ပဲတူတယ်လို့ပဲဒီလိုမှတ်ဒီစကလုံးမဲ့သို့တော့ဖတ်တဲ့အတန်ကွဲချင်းကွဲတော့နည်းနည်းပါးပါးကွဲလွဲမှုကတော့ရှင်းနိုင်တယ်ဒီတိုင်းတိကျကြီးလို့တော့ဘယ်လိုပြောလို့ရမြန်မာတွေကဖတ်တာမဟာတတိပဌာနသုတ်တလို့ဖတ်တယ်တခြားဘုရားဘာသာနိုင်ငံတွေတီဟိုတို့ ထိုင်းတို့ကမ္ဘောဒီးယားတို့ဒီနာထေရဝါဒဗုဒ္ဓဘာသာတွေအလုံးဒီတုတ်တန်ကိုဖတ်တဲ့ပုဂ္ဂိုလ်တွေဟာမဟာစတိပဋ္ဌာနာလို့ဒီလိုဖတ်တယ်စတိလို့ဖတ်တယ်တတိမဟုတ်တခါမဟာယာနဂိုင်းတို့ခေါ်တဲ့တရုတ်ပြည်တို့ဗီယက်နမ်တို့ကိုရီးယားတို့မှာထွန်းကားတဲ့ အဲ့ဒီမဟာယာနတွေမှာလည်းဒီမဟာသတိပ္ပဏသောက်ရှိတယ်။သူတို့ကြတော့ဘလူရေးတုံဘလူဖတ်တုံဆိုမဟာစတုပ္ပဌာနာလို့ဖတ်တယ်စတုပ္ပဌာနာတတိဥပ္ပဌာနာဆိုတဲ့ပဲမဟာစတုပ္ပဌာနာတတိပ္ပဌာနာမဟုတ်စတုပ္ပဌာနာ student ဆိုတဲ့အတန်မျိုးပေါ့မဟာစတုပ္ပဌာနာအဲ့တော့သူတို့စီမှာလည်းရှိတယ် ဟိုမဟာယာနဂိုင်းမှာလည်းပဲဒီတတိပဌာနာတွေရှိတယ်။စံစကရစ်နဲ့သူတို့ကတော့ရှိတယ်။ပါဠိဘာသာနဲ့မဟုတ်ဘူး။သို့သောပါဠိဘာသာနဲ့တက္ကရာဘာသာအလုံးနှိဆက်တယ်။နည်းနည်းပါးပါးပဲကွဲလွဲမှုရှိတယ်။အဓိပ္ပာယ်အဖြစ်ကတော့ဒီအဓိပ္ပာယ်တွေကြီးပဲကောင်းတော့။အရေးကြီးတာရှင်သာရိပုတ္တရာက ပြောခဲ့ဘူးလေ။ရှင်သာရိပုတ္တရာကအဋ္ဌိနေဝမေအထောတဲ့ သူ meaning ကိုပဲလိုချင်တယ်ဒိဋ္ဌိကိုပဲလိုချင်တယ်နော်စကလုံးဆိုတာအရေးမကြီးဘူးလို့သူနားလည်ဖို့အတွက်ပြောတာဒါတရားဖြန့်ပြီးဖို့ကြတော့စကလုံးလည်းအရေးကြီးတယ်လို့မှတ်ရှင်သာရိပုတ္တရာကရှင်အသက်စီနဲ့တွေ့တဲ့အခါမှာဘလို့ပြောတော့ဆိုရှင်အသက်စီက तू ခုမှသာသနာပေါင်းရောက်တာမကြသေးဘူးတဲ့ဘယ်ကြောင်လို့တစ်နှစ်နှစ်နှစ်ဖြစ်ရှိသေးတာဟော तू က တနစ်ကြော်ကြော်လေးပဲရှိသေးတာအဲကြောင့်မို့အကျယ်တဝင်းရှင်းမပြနိုင်ဘူးတဲ့မြတ်စွာဘုရားရဲ့အယူဝါဒဆုံးမကိုအကျယ်တဝင်းရှင်းမပြနိုင်ဘူးသစ္စာလေးပါးကိုပဲအတူတူရှင်းပြတာအဲ့လိုပြောမယ်ဆိုတော့ကသူပြောတာသူသာသနာနဲ့ဝင်လာကသာရှိသေးတယ်တဲ့မကျွမ်းကျင်သေးဘူးတဲ့ဒါယဟန္တာကြီးကပြောတာနော်ကိုယ်ကယ ahanan မှာဖြစ်သေးပေမဲ့လို့ကျွမ်းကျင်တယ်ကြီးပဲထင်နေတာခက်တာနော်ယ ahanan ပုံကိုရည်ရတော့မှာပဲ तू မကျွမ်းကျင်သေးဘူးတဲ့ ခုမှရောက်ခါရှိသေးတယ်တဲ့အများကြီးမသိဘူးတဲ့အဘိဓေတော့ပြောပြမယ်တဲ့ဆိုရှင်သာရိပုတ္တရာကပြန်ပြောတာရှင်သာရိပုတ္တရာအလောင်းပေါ့ဥပတိတ္တပြဘကအဋ္ဌိနေဝမေအထောသူအဘိဓေပဲလိုချင်ပါတယ်တဲ့ကိင္ကာဟတိပြင်စနံမဟုစကလုံးနေအများကြီးဘာလို့မှလဲပေါ့အဘိဓေလေးပဲလိုချင်ပါတယ်မြတ်စွာဘုရားတင်တဲ့အနှစ်ချုပ်အဘိဓေလေး तू သိချင်တယ်အဲ့ဒါအဘိဓေပဲ စကလုံးนี่အများကြီးမကြက်မှတ်ခြင်းဘူးသိစရာမလိုဘူးအဓိပ္ပာယ်လေးပြောလိုက်ရင် तू နားလည်တယ်ပေါ့ဒီအဓိပ္ပာယ်ကိုပြောเนาะအထေနေဝမေအထောဂိင်္ဂဟတိပြင်စနံဘဟုံပြင်စနံဘဟုံဂိင်္ဂဟတိ what will be used တော့ဘာလို့မှလဲဆိုအဓိပ္ပာယ်ပြောပဲเนาะဂိင်္ဂဟတိစကလုံးนี่အများကြီးသုံးနေတာဘာလို့မှလဲအသုံးမွယ်မှု အထိပ္ပယ်အရေးကြီးတယ်ဆိုအဲ့ဒါကြောင့်မလို့ဒီမှာအထိပ္ပယ်ကတော့မပြောင်းဘူးလို့တရားမှန်စကလုံးတော့ပြောင်းခြင်းပြောင်းမယ်ဒါကတော့လွန်ခဲ့တဲ့2600ပြောခဲ့တဲ့စကားအတန်ဟာဒီကနေ့နဲ့တထက်သေးဆိုတာဘလို့မှဖြစ်နိုင်ဘူးပကန်းခေကလူတွေကအကြောင်းကိုကလောင်းလို့ဆိုတာသူတို့ရေးထားတဲ့ကြောက်စာတွေထဲကြည့်လိုက်မယ်ဆိုရင်အကြောင်းကကလောင်းတယ်ရွေးဆိုတာ rule ကနေ့ခင်းနဲ့ကွာသွားပြီလေ ကွာသွားပြီကွာသွားတော့ဖះလက်ထက်ကဒီအတန်မဲလားလို့အတိအကျဒီလိုပြောလို့မရအောင်အဲ့တော့သို့တော့နိစ္စတယ်လို့ပဲပြောအောင်အခုဗမာရီတတိပ္ပံသုံးယုတ်တာနဲ့တီဟိုကတတိပ္ပံသုံးယုတ်တာနားတော်ကြည်မတူဘူးသို့တော့အတိပဲတူတူပဲအတန်တွယ်လေးတွေကွာတယ်တန်တွယ်လေးတွေကွာဒါပါဠိစကားမှာဒီလိုပြောင်းတာလားလို့ဆိုတော့ဘယ်ဟုတ်မလဲအင်္ဂလိပ်မှာလည်းပဲဒီ အင်္ဂလိပ်စကားလုံးတွေလည်းအများကြီးပြောင်းလာရှင်းတော့ကဆိုလို့ရှင်ဒီအခုအင်္ဂလိပ်ခေတ်သစ်အင်္ဂလိပ်စကားလုံးမှာ singular လို့လည်း ug ပဲတုံတာလေရှင်းအင်္ဂလိပ်စာကြ down ဆိုတာရှိသေးတယ်ခုဘယ်သူမှမတုံတော့သို့တော်ကဗျားတွေမှာပဲတုံတော့ down art เนาะခုကတော့ ur ပဲတုံမှာ ur နောက်ကတော့ are ရဲ့ u is မရှိဘူးတယောက်တည်းလည်း ur ပဲเนาะ singular ဒါဘာသာစကားရဲ့ပြောင်းလဲမှုလို့ခေါ်တယ်အဲ့တော့မြန်မာပြည်မှာလည်းဒီလိုပြောင်းနေတာတွေရှိတယ်